ရှမ်းပြည်နယ်ကွန်ဟိန်းမြို့နယ်ကာလီမြို့ကနေရန်ကုန်ကိုတင်ဆောင်တဲ့ငွေကျန်း၈ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ပြောင်းစေဝါကတ်တမင်းကီလိုတထောင်ကိုရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်းမြို့မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပူပေါင်းအဖွဲ့ဟာဧပြီ23ရက်ညနေ6နာရီခန့်ကလွိုင်လင်းတောင်ကြီးသွားကားလမ်းလွိုင်လင်းတိုးဂိတ်မှာကြော်အာကာသိန်းဆိုသူမောင်းနေလာတဲ့ Toyota Effort ယင်းနဲ့တပ်နိုင်မောင်းနေလာတဲ့ Toyota Effort ယင်းတို့ကိုတရင်အယစစ်ဆေးဖို့ရတန့်ခိုင်းစဉ်ကြော်အာကာသိန်းမောင်းနေတဲ့ယင်းဟာတောင်ကြီးဘက်ကိုမောင်းနေထွက်ပြေးတဲ့အတွက် ိတ်ဆို့ဖမ်းဆီးခဲ့ရာလွိုင်းလင်းတောင်ကြီးသွားလမ်းမှာရှိတဲ့ချိုခန်းကျေးရွာအဝင်မှာဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီရေနစည်းပေါ်ကနေဒေသကာလတံမိုးငွေကျပ်8.5ဘီလီယံတံမိုးရှိတဲ့စိတ်ပြောင်းစေဝါကတမင်ကီလိုတထောင်သိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။စစ်ဆေးဖော်ထုတ်ချက်အရဧပြီ14ရက်မနက်7:00နာရီအချိန်မှာကျိုင်းတုံမြို့ရန်လောကျေးရွာအုပ်စုကျိုင်းဖောင်းရွာအနီးမှာစိတ်ပြောင်းစေဝါတွေတည်ဆောင်ရမှာအထူးကပါဝင်သူတွေဖြစ်တဲ့ရန်အောင်ကျော်ခေါ်အိုက်ကျိုင်းနဲ့ ထုံးကိုကိုခေါ်အိုက်လုံတို့ကိုတိုယိုတာပရာဒိုမော်တော်ယာဉ်နဲ့အတူဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။စစ်ဆေးပေါ်ပေါက်ချက်အရကက်တမင်းတွေကိုကိုဟင်းမြို့နယ်ကာလီမြို့ကနေရန်ကုန်ကိုတည်ဆောင်တာဖြစ်ကြောင်းသိရတဲ့အတွက်၎င်းတို့ကိုငွေရည်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးခွင်းဆက်ပြဖို့ကျွမ်းလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့သိရပါဗျ။